pharmacist a free online course လေးကိုတခြားလေးလာကြက်မှတ်ပြီးရတဲ့လူတွေအနေနဲ့အခုစာမေးပွဲဝင်ဖြေလို့ရနေပါပြီ online ကနေဖြေခြင်းလဲဆိုလို့ရှိရင်တော့17လပိုင်း23ရက်နေ့မှာဖြေရမှာဖြစ်ပြီးတော့လူကိုယ်တိုင်လာပြီးတော့ဖြေခြင်းလဲဆိုလို့ရှိရင်ကြတော့12ရက်နေ့17လ2025မှာလာဖြေလို့ရပါတယ်မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီဟာပါစေဝါကျောင်းကျင်အကူတင်တဲ့ free online course လေးကိုကျွန်တော်ကဒီ YouTube ပေါ်မှာ free အနေနဲ့ဒီ course ဒီအားလုံးကိုတင်ပေးထားတာဖြစ်ပါတယ်။မသိသေးတဲ့လူတွေအနေနဲ့ကတော့ဒီအောက်မှာ description မှာ link လေးချပေးထားပါတယ်။အဲ့ဒီနေရာမှာ playlist တွေကိုတွားပြီးတော့ဗောနော်ကြည့်လို့ရပါတယ်။အဲ့တော့သင်ခန်းစာအားလုံးကအပုတ်20ရှိပါတယ်။ဗီဒီယိုတစ်ပုတ်ချင်းစီကြည့်ပြီးတော့လေ့လာကြံမှန်းလို့ရပါတယ်။စာအုပ်ထဲမှာကြက်ချင်တယ်ဆိုလို့ရှိရင်တော့ စာအုပ်လည်းမလိုရအောင်စီစဉ်ပေးထားပါဗျ။ဒါမှမဟုတ်လို့ရှိရင်လည်းဖုန်းတို့တက်ပလက်တို့နဲ့အထဲထဲမှာပေါ့နော်ကြည့်ထည့်ပြီးတော့မှစာအုပ်ကိုထည့်ပြီးတော့မှကြည့်ကျင်နေဆိုလို့ရှိရင်လည်း PDF file format အနေနဲ့ယူလို့ရပါတယ်။စာအုပ်တွေကို margin နဲ့ဆိုလို့ရှိရင်တော့ Viber number 39 98 6690ကိုဆက်တွယ်ပြီးတော့မှမာယူလို့ရမှာဖြစ်ပါတယ်။အဲ့တော့စာအုပ်လေးရတော့လောလောဆယ်ပါဆိုလို့ရှိရင်ဒီဖုန်းနေတက်ဘလက်ထဲကိုထည့်လို့ရတဲ့ဟာလေးတွေခွဲချင်တယ်ဆိုလို့ရှိရင်တော့သူက9000ပေါ့နော် ဲဒီစာအုပ်က9000လောက်ဆက်အဲ့လိုမျိုးအားလုံးတက်နိုင်အောင်လို့တက်မှတ်ပေးထားပါတယ်ဒါမှမဟုတ်ဘူးကိုကစာအုပ်နဲ့စာအုပ်နဲ့အပြင်မှာစာရွက်တွေပဲပေါ့နော်အဲ့လိုမျိုးကြက်ချင်တယ်ဆိုလို့ရှိရင်တော့စာအုပ်ချုပ်ပြီးသားကိုဝယ်လို့ရပါတယ်အဲ့ဒါကတော့လောလောဆယ်တပေါင်းခွဲနဲ့ပြောင်းပေးနေပါတယ်ဒါကတော့ free course လေးနဲ့ပတ်သက်ပြီးပြောလာပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီ free course လေးမှာတက်ပြီးပြီဆိုလို့ရှိရင်အာ အကောလုံးပေါ့နော်ကြက်ပြီးပြီးမှတ်ပြီးပြီးဆိုလို့ရှိရင်တော့လစဉ်လတိုင်းမှာဆာမီပွဲရှိပါတယ်ဒါပေမဲ့ဒီလကတော့12ရက်နေ့ကရေးဖြည့်ပေါ့နော်အပြင်မှာလူကိုယ်တိုင်လာဖြည့်လို့ရတာဖြစ်ပြီးတော့ online ကနေဖြည့်စင်တယ်ဆိုလို့ရှိရင်တော့13ရက်နေ့မှာ join ပြရမှာဖြစ်ပါတယ်အခုဗီဒီယိုလေးထဲမှာတော့ဆိုင်မွေးဖြည့်ကျင်တဲ့လူတွေကဘယ်လိုလေးလုပ်လို့ရလဲဆိုတဲ့အချက်လေးတွေကိုကြောပြပေးတော့မှာဖြစ်ပါတယ်။အခုဆုံးဒီ Viber number ပေါ့အခုပြလာတဲ့ Viber number လေးကို ဆက်တွယ်လိုက်ပြီးတော့ဒါမှမဟုတ်လို့ရှင်လေကိုက Viber မသုံးဘူး Viber နဲ့ဆက်တွယ်လို့မရဘူးဆိုလို့ရှင်လေဖုန်းဆက်လို့ရပါတယ်အခုဒီနံပါတ်ကိုပဲဖုန်းဆက်လိုက်လို့ရပါတယ်အဲ့နံပါတ်ကိုဆက်ပြီးလို့ရှင်ဒါဆံမွဲဖြည့်ခြင်းတဲ့အကြောင်းကိုပြောပြပါဆံမွဲဖြည့်ခြင်းတဲ့အကြောင်းပြောလိုက်တယ်ဆိုလို့ရှင်ဟိုဘက်ကနေပြီးတော့ဗောနော်ဒါဆိုရင်ဆံမွဲကြီးလေးရတော့ဘလို့ရှိပါတယ်ဆိုတဲ့ဟာကိုပြောပြပြပါဖြစ်ပါတယ်လောလောဆယ်ကတော့ဆံမွဲကြီးကတယောက်ကို၃နှောင်းနေနေပဲအားလုံးတတ်နိုင်အောင်တတ်မှတ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ အဲဟာလေးကိုတွင်းပြီးသွားပြီဆိုလို့ရှိရင်တော့ Viber Viber group ထဲကိုထည့်ပေးပါပါဟိုအဲ Viber group ထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့အဲစီကန်တက်မှတ်ချက်လေးရှိရပါတော့ဆိုင်ဝဲဖြစ်ရခြင်းကြာရင်ဘယ်လိုလုပ်ရမလဲပါလေးတွေပေါ့လိုက်နိုင်ရမယ့်ဟာလေးတွေအကောင်လုံးကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့အပြင်မှာဖြည့်ရမယ်ဆိုရင်တော့လူကိုယ်တိုင်ဆိုရင်တော့ယုံကိုလာဖြည့်လို့ရပါတယ်အော်ဒီလိပ်စာလေးကလည်းအဲ့ဒီ Viber မှာပြန်ပြောပြီးမှဖြစ်ပါတယ်ပြီးနောက်တစ်ခုကကျတော့အပြင်ကနေဖြည့်မယ် online ကနေဖြည့်မယ်ဆိုလို့ရှိရင်တော့ဘောနော် zoom နဲ့ဖြေရမှာဖြစ်ပါတယ်အဲ့တော့ zoom နဲ့ချိတ်ပြီးတော့ join ပြီးတော့ဗောနော်အားလုံး join ပြီးတော့အဲ့မှာ sample page ကိုနေပြမယ်ဖြေမယ်ပေါ့နော်ဒါမျိုးလေးဖြေရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ် free course လေးတစ်ခုပေါ့နော် free course လေးတစ်ခုလည်းဆရာ season ပေးထားပါတယ်အဲ့ဒါကကြတော့ဒီစေဝါကျွမ်းကျင်အကူပေါ့နော်အဲ့ဟာဟိုမှာအစင်မြင့်ဒီထက်ပို့ပြီးတော့အခြေခံမဟုတ်ပဲနည်းနည်းလေးပို့ပြီးတော့အမ်များတဲ့ဟာပေါ့နော် silent ပို့ကြရမယ်ပေါ့နော်အဲ့ဟာလေး course လေးကို season ပေးထားပါတယ် အဲ့တော့ဒီ course လေးကိုဒီလအတွင်းမှာစနိုင်အောင်ဆရာမြန်မြန်လေးပေါ့နော်ရအောင်စီစဉ်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကိုကဒါမှမဟုတ်ပဲနဲ့ကိုကကျတော့ပေါ့နော်ဒီထက်ပို့ပြီးတော့မှအဲတခြားဟာအကြောင်းအရာလေးလည်းသိကျင်သေးတယ်ဘယ်လိုမျိုး course လေးတွေရကျင်လဲဆိုလို့ရှိရင်လည်းဒီအောက်က comment မှာလာပြီးတော့လို့ရပါတယ်ဆရာအဆင်ပြေရင်ပြေလို့ပေါ့နော်အကောင်းအဆုံးဖြစ်အောင်စီစဉ်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်